ကျောင်းသားလေးရလည်းသူ့ရဲ့မိသားစုနဲ့မိတ်ဆက်ပေးထားတယ်။ကျောင်းသူလေးရလည်းသူ့ရဲ့မိသားစုနဲ့မိတ်ဆက်ပေးထားတယ်။ပထမအဦးဆုံးဆရာကသူ့ရဲ့မိသားစုနဲ့မိတ်ဆက်ပေးထားတာလေးကိုဒီဆက်ကအရင်ဆုံးပြောပြပေးမယ်။ဆရာကသူ့မှာဖေဖေမေမေသူ့ရဲ့ဇနီးနဲ့တားနဲ့သမီးရှိရဲဆိုပြီးတော့မိတ်ဆက်ပေးထားတယ်။အဲ့လိုပဲအောက်ကကျောင်းသားလေးရကြတော့သူ့မှာကြတော့ဖိုးဖိုးဖွားဖွား ဖေဖေမေမေတို့ရှိရဲဆိုပြီးတော့မိတ်ဆက်ပေးထားတယ်။အဲအចောင်းသူလေးရကြတော့သူ့မှာဖို့ဖို့ဦးဦးတော်တော်တို့မိသားစုနဲ့နေတယ်ဆိုပြီးတော့ပြန်ပြီးတော့မိတ်ဆက်ပေးထားတယ်။အဲ့လိုပဲတောက်သမီးတို့တွေလည်းကိုယ်အိမ်မှာမိသားစုဝင်နေဗနဲ့ရောက်ရှိရဲဘသူတွေနဲ့နေတယ်ဆိုတာလေးကိုပြန်ပြီးတော့အိမ်မှာဖေဖေမေမေတို့တွေနဲ့လေ့ကျင့်ကြမယ်။ချက်ကလည်းဒီချဲရဲ့မိသားစုကိုမိတ်ဆက်ပေးမယ်။ဒီချဲမှာကတော့ဒီချဲရဲ့ဖေဖေရဲ့မေမေရဲ့၃ယောက်ရှိတယ်။ ကဲဒါဆိုရင်တာဝတ်သမီးတို့တွေလည်းအိမ်မှာပြန်ပြီးတော့ဖေဖေမေမေတို့တွေနဲ့မိသားစုဝင်တွေကိုမိတ်ဆက်ပြီးတော့ဘယ်နှယောက်ရှိတယ်ဘသူတွေနဲ့နေတယ်ဆိုတာလေးကိုလေ့ကျင့်ကြမယ်။ကဲဒါဆိုရင်ဒီချေတို့နောက်သင်ခန်းစာလေးတစ်ခုမှဆက်ပြီးတော့ဆုံးလေ့ကျမယ်။